ငလျင်အလွန်ကာလမှာမြန်မာနိုင်ငံရဲ့စီးပွားရေးဟာအနှဲငယ်တိုးတက်မှုအလားအလာတွေပြလာပေမဲ့ငလျင်ရဲ့တရားမှုပြိပခါတွေဆက်ရှိနေမှုပြည်တွင်းဝယ်လိုအားကျဆင်းမှုအလုံသမားရှားပါမှုလျက်စစ်တအားမကြာခဏပြတ်တောက်မှုစတာတွေကြောင့်အခက်အခဲအတားအဆီးစိတ်ကုန်မှုကြီးကြီးမားမားရှိနေဆဲဖြစ်တယ်လို့ကမ္ဘာဘဏ်ကဒီဇင်ဘာလ10ရက်နေ့မှာထုတ်ပြန်လိုက်တဲ့မြန်မာစီးပွားရေးလေလာသုံးသပ်ချက်အစီရင်ခံစာမှာဖော်ပြထားပါတယ် အရင်ကမြန်မာနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းကိုမတ်လ2026ခုနှစ်မှာအကုန်ဆုံးမဲ့2025-2026ဘဏ္ဍာနှစ်အတွက်1.5ခန်းနှုန်းကျဆင်းမယ်လို့ခန့်မှန်းထားခဲ့ပေမဲ့နှစ်ရာခိုင်နှုန်းသာကျဆင်းမယ်လို့ကမ္ဘာ့ဘဏ်ကပြောင်းလဲခန့်မှန်းလိုက်ပါတယ်ဒါပြင်ငလျင်အလွန်ပြန်လည်တိဆောက်ရဲ့အကူအညီတွေဆက်လက်ပေးနိုင်မလားပေါ်မူတည်ပြီးလာမယ့်2026-2029ဘဏ္ဍာနှစ်မှာ300ကိုင်းနှုန်းအနည်းငယ်ပြန်တက်လာနိုင်တယ်လို့လည်းခန့်မှန်းထားပါတယ်။ မြန်မာနိုင်ငံရဲ့အကုန်ထုတ်လုပ်မှုကဏ္ဍကိုလည်းတိုးတက်မှုရှိလာတယ်လို့အစိုးရခန်းစာကဆိုထားပြီးမြန်မာကျပ်ငွေတန်ဖိုးလည်းခုနှစ်မှာဖြည်းဖြည်းမမှန်ပြန်တက်နေတာတွေ့ရတယ်လို့အစိုးရခန်းစာမှာဖော်ပြထားပါတယ်။ဒါပေမဲ့ငလျင်အပြီးပြည်လဲတိဆောက်ရေးအသုံးစေးတွေတိုးလာတာကြောင့်ဗဏ္ဍာရေးဆိုင်ရာစိတ်ကုံမှုတွေဆက်ရှိနေမှာဖြစ်ပြီး2026-2029ဗဏ္ဍာရေးနှစ်မှာ GDP ရဲ့900ခန့်နှုန်းအထိလုံငွေပြမှုရှိမယ်လို့လည်းခန့်မှန်းထားပါတယ်။ ပြည်သူ့ကြွေးမိကလည်း GDP ရဲ့60%ကိုင်းနှုန်းအထက်မှာရှိနေမယ်လို့ကမ္ဘာ့ဘဏ်အစည်းအဝေးကဆိုပါတယ်ရှင်။